ထားတဲ့စိတ်ကကြတော့မြန်မာနိုင်ငံမှာရှိတဲ့ဝါသနာရှင်တိုင်းကအခုဂီတာဝယ်နိုင်ဖို့အတွက်ကိုလုံးဝမမျှော်လင့်ဘူးအကိုက very limited amount နဲ့လုပ်တယ်တစ်နှစ်မှာ6လုံးဖြစ်ချင်ဖြစ်မယ်9လုံးဖြစ်ချင်ဖြစ်မယ်ပတ်စံပေါ်လို့ကိုယ့်အိမ်ကိုအိမ်မှာဟိုကိုယ့်ဂီတာတွေဝယ်ပြီးတော့အိမ်မှာအများကြီးချိတ်ထားမဲ့သူတွေကိုဘယ်တော့မှမကြိုဆိုပါဘူးကိုယ့်ဂီတာတစ်လုံးကိုဖက်တွယ်ပြီးတော့နေ့တနေ့တာမှာအချိန်တွေအများကြီးဖြတ်သန်းပေးမဲ့ဂီတာကိုအမှန်တကယ်မြန်နိုးတဲ့သူတွေကိုပဲမျှော်လင့်တာပါဒီဗီဒီယိုလေးမှာသိပေးချင်တာကတော့ Guitar Building 70ရဲ့ Second Batch စတင်တော့မယ်ဆိုတဲ့အကြောင်းပါအဲ့တော့ကိုကတော့ဒီတစ်ခေါက်မှာအကိုရဲ့ favorite celia ta မြန်မာလိုတော့တေကတိုးခေါ်မှာပေါ့ top လုံးမဲ့ material က over 200 years ပါအကောင်းဆုံးတက်သားရည်နဲ့ရွေးချယ်ပြီးတော့လုံးပါပါတန်ဖိုးအဖြစ်တော့ US 2500လောက်ကျမှာပါအခုစီစဉ်ထားတဲ့ project ကတော့ guitar building 7 day ပါအာ70ဆိုတာ day 1မှာ raw material ဘွားကနေပြီးတော့ day 7မှာ high end တကယ် အကောင်းစားကြတာလုံးဖြစ်သွားမယ်အဲ့ဒီနေ့ညမှာပဲ music တွေတီးခတ်ပြီးတော့ဟိုတကယ်ကြီးနေနဲ့ပျော်ရွှင်ဖို့အတွက်စီစဉ်ထားပါတယ်ဒါကဟိုစိန်ခေါ်မှုတွေအစတုန်းကတော့စိန်ခေါ်မှုတွေမြင်မားပါတယ်ခုနှစ်ရက်အတွင်းမှာလုံးမဲ့ကြတာကတာမန်ကြတာလည်းမဟုတ်ဘူး you တာမန်ကြတာလုံးတဲ့လူတွေကတော့ပြောမယ်ဟိုတရက်နေ့အတွင်းမှာကြတာလုံးဝပြီးအောင်လုပ်လို့ရတယ်လေမြင်ဒါကတော့အဲ့လိုကြတာမျိုးကတော့ကိုတို့အတွက်ဆိုလို့ရှိရင် ဟိုတီးရမယ်အမှုပညာဒုတိယပစ္စည်းတစ်ခုမဟုတ်ဘဲနဲ့လှထားမယ်ပစ္စည်းသုံးမဟုတ်ဟိုအခြားအသုံးဆောင်ပစ္စည်းတစ်ခုပဲဖြစ်မှာပေါ့အဲ့တော့ဒီခုနှစ်ရက်မှာတကယ်လို့တော့မယ်ဆိုရင် PR တွေအင်တန်များပါတယ်ဒါပေမဲ့ပထမအတွေ့အကြုံမှာအင်တန်ကောင်းတဲ့အတွေ့အကြုံတွေရခဲ့တယ်လို့သင်ခန်းစာ user တွေအားနည်းချက်တွေကိုပြင်ဆင်ပြီးတော့အခု second batch ကိုပြန်စတင်တာပါတကယ်လို့တေချာပေါအောင်မြင်အောင်လုပ်မှာပါခုထားတဲ့စိတ်ကကြတော့မြန်မာနိုင်ငံမှာရှိတဲ့ဝါသနာရှင်တိုင်းကအခုဂီတာကိုဝယ်နိုင်ဖို့အတွက်ကိုလုံးဝမမျှော်လင့်ဘူး အကိုက very limited amount နဲ့လုပ်တယ်တစ်နှစ်မှာ6လုံးဖြစ်ချင်ဖြစ်မယ်9လုံးဖြစ်ချင်ဖြစ်မယ်တကယ် maximum 10လုံးဖြစ်ချင်ဖြစ်မယ်အကိုကဂီတာဘယ်နှလုံးလုပ်ပြီးဘယ်လောက်စီးပွားရှာမယ်ဆိုတဲ့ညှော်လင်းချက်စိတ်ကူးညီမှန်းချက်လုံးဝမရှိပါဘူးအကိုရဲ့အဓိကလောက်က music teacher ဖြစ်တယ် music teacher လုပ်တဲ့အတွက်ကြောင့်မလို့အကိုရဲ့အတမူဝမ်းကြောင်းဆိုရလဲအခုဆိုလို့ရှိရင်နှစ်ပေါင်းအစိတ်ကိုရောက်လာခဲ့ပြီပေါ့အဲ့တော့အကိုကဒီလုပ်တဲ့ဂီတာတွေက not for business ပါစီးပွားရှာဖို့ဂီတာလုပ်တာလုံးဝမဟုတ်ပါဘူးမြန်မာနိုင်ငံမှာ high end ဂီတာလုံးကို မြန်မာနိုင်ငံသားတယောက်ကလုံနေတယ်တမိုးထားတဲ့သူတွေကိုသိလဲသိစေချင်တယ်တမိုးထားတဲ့သူတွေအတွက်ပဲယူရပြီးတော့လုံမယ်ပတ်စံပေါ်လို့ကိုယ့်အိမ်ကိုအိမ်မှာဟိုကိုယ့်ဂီတာတွေဝယ်ပြီးတော့အိမ်မှာအများကြီးချိတ်ထားမဲ့သူတွေကိုဘယ်တော့မှမကြိုဆိုပါဘူးကိုယ့်ဂီတာတစ်လုံးကိုဖက်တွယ်ပြီးတော့နေ့တစ်နေ့တာမှာအချိန်တွေအများကြီးဖြတ်သန်းပေးမဲ့ဂီတာကိုအမှန်တကယ်မြန်နိုးတဲ့သူတွေကိုပဲမျှော်လင့်တာပါတကယ်ကိုသူတက် ဂုံယူစွာနဲ့တံပိုးထားပြီးတော့သူ့အတွက်ကိုယ့်ရဲ့စိတ်နှလုံးနဲ့ကိုယ်ခန္ဓာကိုယ်တွေကအသွေးအသားတွေပေးလိုက်ရတယ်လို့မျိုးတံပိုးထားပြီးလုပ်တဲ့လူမျိုးပါဒါကြောင့်မလို့ဂီတာကအခုဖန်တီးသမျှဂီတာတွေဟာဘယ်တော့မှစီးဝါးရေးကိုမရည်ရွယ်ခဲ့ပါဘူးစီးဝါးရေးကိုမရည်ရွယ်ခဲ့လို့ပြန်မဆင်းရဲခဲ့မဲ့ဟာတွေအကုန်လုံးကိုလည်းဝေါ်ခမ်းမှာလုံးဝဘယ်တော့မှမစိုးရိမ်ပါဘူးကိုဒီတိုင်းပဲဆက်သွားနေမှာပါဂီတာပေါ်ထားတဲ့စိတ်ဆိုတာကတော့တံပိုးအရှိဆုံးအရာတွေကိုမျှော်လင့်ပြီးတော့ထက်တန်းအကျဆုံးအလုပ်တွေပဲလုပ်ချင်တာပါပထမတစ်ခေါက်တော့က ကျင်းနအားရမှုမရှိတဲ့အကြောင်းတစ်ခုရှိတယ်ဂီတာရဲ့ top လို့ခေါ်တဲ့ဂီတာမျက်နှာပြင်မှာသုံးခဲ့တဲ့သစ်သားက from Stuart McDonald ပေါ့ဒီ US ကနေပြီးတော့မှာယူတင်သွင်းခဲ့တာ US ကမှာခဲ့တဲ့မှာခဲ့တဲ့သစ်သားကိုထည့်သုံးလိုက်ရတဲ့အတွက်ကြောင့်မို့လို့လေဟိုအရသာမရှိတဲ့ဟင်းတစ်ခုကိုစားနေရတယ်လို့ကိုစိတ်ထဲမှာတက်ရောက်တယ်ဒီဒီဒီကဟုတ်တယ်ကိုလှုပ်ထားတဲ့ဂီတာတွေမှာတကယ်ပါဝင်စရင်းတဲ့သစ်သားတွေကဒီမြေဒီမြန်မာနိုင်ငံတွင်းမှာပောက်တဲ့သစ်သားတွေသစ်သား over ဝဲလိုချင်တာပေါ့အဲ့တော့ကိုကတော့ဒီတစ်ခေါက်မှာအကိုရဲ့ favorite စီလီယာတာမြန်မာလိုတော့တက်ကတိုးခေါ်မှာပေါ့ top လုပ်မဲ့ material က over 200 years ပါအကောင်းဆုံးသက်သားရည်နဲ့ရွေးချယ်ပြီးတော့လုပ်မှာပါတန်ဖိုးအဖြစ်တော့ US 2500လောက်ကျမှာပါအခု October 20ရက်နေ့မှာစပါမယ် October 20ရက်နေ့ Monday ကျပါတယ် October 26ရက်နေ့က Sunday ကျပါတယ်ခုနှစ်မြောက်တင်နေဖြစ်မှာပေါ့26ရက်နေ့မှာတော့အဲ့ဒီသွားပြီးတော့ဒီ perform လုပ်မယ့်နေရာဟိုပါ mini concert လုပ်မယ့်နေရာလေးက နည်းနည်းခီးလှမ်းတဲ့ခါကျတော့အဲ့ဒီမှာတော့ကိုတို့အလွန်ဆုံး၄နိုင်လောက်မှအဆုံးသတ်မယ်ဟိုမှာပွဲရ6နိုင်စမှာမို့လို့ပေါ့20နိုင်စမယ်26နိုင်နေမှာအဆုံးသတ်မယ်မနေ့9နိုင်ရနေညနေ9နိုင်ထိပေါ့တန်ဖိုးအဖင်ပြောရင်အခုလက်ရှိနှုံးထားနဲ့ပြောလို့ရှိရင်သူဟာဒုတိယဒန်းစားပါပထမဒန်းစားဆိုလို့ရှိရင်တော့อืมเตจาได้อืม9ရက်เนี่ยအစင်မပြေတော့ကန်းကုံအောင်ဂိတ်ဆုံးအောင်လုပ်မယ်ဟေးဆိုလို့ရှင်တော့เตจาတယ်ခမန်းကြီးဈေးကသူ့3ဆဝန်းကျင်လောက်ဖြစ်မှာပေါ့ ဒါကတော့သိကြတယ်2500တော့ကိုယ့်ရဲ့ standard ပါ standard အောက်မှာ series တစ်ခုရှိမယ်နောက်ပြီးတော့ဟိုဘယ်လို call လဲဆိုတော့ပို့ပြီးတော့ level မြင့်သွားတဲ့ဟာတစ်ခုပေါ့တက customer ကအရန်ကြီးကိုသူမှသူသူ့ရဲ့အသွေးမွေးတွေအကုန်လုံးဂရာလုံးလုံးမှာသူစိတ်ကူးတွေအကုန်လုံးပြည့်နေစေချင်တယ်ဆိုလို့ရှိရင်တော့သိကြတယ်7 day မှာလုံးဝမဖြစ်နိုင်ဒါအကူကဈေးနှုန်းအပြင်ပြောမယ်ဆိုလို့ရှိရင်တော့3ဆလောက်ဖြစ်သွားမှာပေါ့9000နဲ့8000ကျားလောက်ဖြစ်သွားနိုင်တယ်အခုပုံမှန်အပြင်တော့ကိုကအခု2500ပါဂီတာများများကိုမြန်မြန်လုပ်ချင်တဲ့သူတွေနဲ့တော့သဟာစာတာဖြစ်ကောင်း ဟိုဖြစ်ချင်မှဖြစ်မယ်ပေါ့တကယ်တမ်းကျတော့တကယ်ကိုဒုတိယပစ္စည်းကောင်းကောင်းဖြစ်ဖို့အတွက်ပဲရည်ရွယ်ပြီးတော့လှုပ်တာဖြစ်တဲ့အကြောင်းမလို့ဒီဥစ္စာကိုကတာလှုပ်တဲ့ကိစ္စကိုဘဝတစ်ခုလိုရည်ရွယ်ပြီးတော့ကျွန်တော်လိုမျိုးဘဝအပြည့်ခံနိုင်တဲ့လူတွေပေါ့ကျွန်တော်တို့ကျွန်တော်ဆိုရင်ရည်စရာပြောရင်ကျွန်တော်တကယ်ကိုဘဝမှာဟိုကျွန်တော်ဒီအလုပ်သာမလုပ်လို့ရှိရင်တော်တော်လေးဟိုပြည့်ပြည့်စုံစုံနေနေပြအကြောင်းရှိတယ်ပေါ့အခုဆိုရင်ကျွန်တော်အဲ့လိုအခြေအနေတစ်ခုမရောက်ဘူးကျွန်တော်ခက်ခဲနေတယ်ကျွန်တော်တို့ဒုက္ခရောက်ရှင်တဲ့သူတွေကိုကျွန်တော်တို့ထမင်းစားပြီးတော့လာလေးလာဖို့ဖိတ်ခေါ်ပါတယ်